ယူကရိန်းသမ္မတဗိုလ်လိုဒီမာဇယ်လန်စကီကရုရှားကျူးကျော်မှုကြောင့်ဖြစ်ပေါ်ခဲ့တဲ့ကြီးမားတဲ့ထိခိုက်ပျက်စီးမှုတွေကိုပုံမကောင်းမွန်စွာနားလည်ဖို့သမ္မတဒေါ်နယ်ထရမ့်ယူကရိန်းကိုလာဖို့ဧပြီ23ရက်ကတိုက်တွန်းပြောကြားလိုက်ပါတယ်။ဆုံးဖြတ်ချက်တမျိုးမျိုးကိုမချမှတ်ခင်ညှိနှိုင်းမှုပုံစံတမျိုးမျိုးကိုမလုံဆောင်ခင်တည်ဆုံးသွားတဲ့ပြည်သူတွေအယက်သားတွေစစ်သားတွေကလေးတွေဒါမှမဟုတ် ပြက်စီးသွားတဲ့ဈေးရုံတွေဖះเจ้าတွေကိုလာကြည့်ပါလို့ April 23ရက်မှာထုတ်လင်းခဲ့တဲ့ CBS သတင်းဌာနရဲ့60 minutes အစီအစဉ်နဲ့အင်တာဗျူးမှာ Zelensky ကပြောကြားခဲ့ပါတယ်ဒေါ်နယ်ထရမ့်ဟာယူကရိန်းနိုင်ငံကိုလာရောက်ခြင်းနဲ့အတူရုရှားခေါင်းဆောင်ဗလာဒီမီယာပူတင်လှုပ်ဆောင်ခဲ့တဲ့အရာတွေကိုနားလည်သွားလိမ့်မယ်လို့၎င်းကပြောပါရယ်။ ယူကရိန်းကိုရုရှားရဲ့အစမပြတ်တိုက်ခိုက်မှုတွေရှိနေတဲ့အတိုင်းအောင်၃နှစ်ကျော်ကြာမြင့်လာပြီဖြစ်တဲ့စစ်ပွဲအမြန်ဆုံးပြီးဆုံးသွားစေဖို့အတွက်ထရမ့်ကဖိအားပေးလျက်ရှိပြီးအမေရိကန်ပြည်တော်စုနဲ့ရုရှားတို့တိုက်ရိုက်ဆွေးနွေးမှုတွေလှုံ့ဆော်နေချိန်မှာဇယ်လန်စကီးကအမေရိကန်သမ္မတယူကရိန်းကိုလာဖို့ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။အမေရိကန်ဟာအလားအလာရှိတဲ့အပြစ်ခတ်ရေးဆိုင်ရေးအတွက်ယူကရိန်းတာဝန်ရှိသူတွေနဲ့လည်းဆွေးနွေးမှုတွေပြုလုပ်လျက်ရှိပါတယ်။ ဇယ်လန်စကီးဟာဖေဖော်ဝါရီလထဲမှာအင်ပီရိုမှာထရမ့်နဲ့တွေ့ဆုံခဲ့ပေမဲ့လည်းအဆင်မပြေခဲ့တာဖြစ်ပါတယ်။အဲ့ဒီတော့ကအမေရိကန်ဒုသမ္မတ JD Vance ကယူကရိန်းဟာထောက်ခံမှုရရှိရေးအတွက်ဝါရဖြန့်တဲ့ပုံစံလှည့်လည်ပြသတာတွေနဲ့ပြည်ပခေါင်းဆောင်တွေကိုလက်ခံနေတယ်လို့ဆွဆဲပြောကြားခဲ့ပါတယ်။ဒီလိုဆွဆဲပြောကြားမှုတွေကိုဇယ်လန်စကီးကထထလဲလဲညင်းခဲ့ပြီးယူကရိန်းကိုလာဖို့ထရမ့်ရွေးချယ်မယ်ဆိုတာကမိမိတို့ဟာဘာကိုမှပြင်ဆင်ထားမှာမဟုတ်ဘဲအဲ့ဒီခရီးဟာရုပ်ရှင်ရုံကိုလာတဲ့ခရီးဖြစ်လိမ့်မှာမဟုတ်ဘူးလို့ဆိုပါတယ်။